အဖမအူဆုံးအနေနဲ့ကတော့ကိုပိုင်စီးပွားရေးပေါ့နော်စီးပွားရေးနဲ့ပတ်သက်တဲ့ gap ဖြစ်ပါတယ်။ငွေကြေးကိစ္စကျမရေးအချစ်ရေးအိမ်တော်ရေးဝန်ထမ်းနဲ့ပတ်သက်တာပြီးရင်ကျွန်တော်တို့ပညာရေးနဲ့ပတ်သက်တာနောက်တစ်ခုအတော့နိုင်ငံသားသွားဖို့အတွက်ကံခွင့်လန်းနဲ့ပတ်သက်တာကိုကျွန်တော်ဟောကြားပေးမှာအားလုံးပေါင်းကျွန်တော်ဟောကြားပေးမှာအချက်ကတော့1 4 6ချက်ဖြစ်ပါတယ်နော် စီဝိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အင်္ဂါသားသမီးတွေဟာကောင်းမွန်နေတဲ့ကံအချုံအကွေ့တစ်ခုကိုရောက်ရှိလာတဲ့အချိန်ဒီပန်းချတစ်ခုဖြစ်ပါတယ်။ဆရာသမားကောင်းမိတ်ဆွေပေါင်းတင်ကောင်းတွေနဲ့ကျွန်တော်တို့တွေးဆောင်ရပြီးတော့သူတို့ရဲ့အကြံပေးမှုတွေနဲ့လှုပ်ဆောင်မယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းတွေဟာပွေလင်းမြင်တာမှုအားကောင်းပြီးတော့အောင်မြင်မှုကိုအောင်မြင်မှုကိုရောက်ရှိလာမယ့်အချိန်ကအပိုင်းချတစ်ခုလည်းဖြစ်ပါတယ်။ တခုတော့ရှိတာပေါ့ဒီအချိန်မှာစီးပွားရေးနဲ့ပတ်သက်ပြီးအောင်မြင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အလူတန်းဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့တက်ဆိုင်ရာကဏ္ဍအတိအကျပေါ့နော်အာဗုဒ္ဓဘာသာနဲ့ဗုဒ္ဓဘာသာခရစ်ယာန်နဲ့ခရစ်ယာန်အစ္စလာမ်နဲ့အစ္စလာမ်ဟိန္ဒူနဲ့ဟိန္ဒူပေါ့နော်ကိုယ့်ကိုယ်ကိုကိုယ့်ကိုယ်ယုံကြည်တဲ့ဒီဘာသာရဲ့ပုံမှာမူတည်ပြီးတော့ဘာသာရေးကိုနည်းနည်းလေးနည်းနည်းချင်ချင်ပြုလုပ်မယ်ဆိုစီးပွားရေးပုံမှန်ပြီးတော့ကောင်းမွန်တဲ့ပိတ်ဆို့နေတဲ့ကိုယ့်ရဲ့စီးပွားရေးတွေပွင့်လင်းလာဖို့အတွက်အချိန်တန်တဲ့အချိန်ဒီပါးကြတစ်ခုဖြစ်ပါတယ် စီဝိုင်းနဲ့ပတ်သက်ပြီးတင် जा မှုကောင်းတယ်ဆရာသမားကောင်းတယ်နောက်တော့ဝန်ထမ်းကောင်းတွေဝန်ထမ်းခက်ခဲဖြစ်နေတဲ့လူတွေပြန်လှည့်ပြီးတော့အစပြေလာပြီးတော့ကိုယ့်ရဲ့စီးပွားရေးဟာအောင်မြင်မှုကိုရောက်ရှိလာမယ့်အချိန်ပိုင်းခြားတစ်ခုခုပြောင်းလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့ငွေကြေးကိစ္စအင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ငွေကြေးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းဒီမှာတော့အင်္ဂါသားသမီးတွေဘာဖြစ်နေလဲဆိုတော့စိတ်ကိုပျော်ရွှင်အောင်နေပါကိုယ်စိတ်ပျော်ရင်ငွေကြေးကိစ္စတွေကလည်းကိုယ်ကိုပျော်ရွှင်မှုနဲ့အတူရောက်ရှိလာမှာဖြစ်ပါတယ်။ မိတ်ဆွေကစိတ်ညစ်နေမယ်စိတ်ရှုပ်မယ်ဆိုရင်ဒီလတလလုံးလက်ကီးပိတ်နေပြီးတော့ငွေမွေမဲ့ဖြစ်ပါလိမ့်မယ်အဲ့တော့အလုတ်ဘလောက်ပဲအဆင်ပြေပြေကိုယ့်အနေနဲ့ပတ်စံဘလောက်ပဲရှာနိုင်ရှာနိုင်ကိုယ့်ရဲ့စိတ်မှာအမြဲတမ်းအာစိတ်ဆင်းရဲမှုတွေအဆင်မပြေမှုတွေပဲတွေးခေါ်နေမယ်ဆိုရင်တော့ငွေကြေးတကားကိုပိတ်ထားလို့ဖြစ်နေတဲ့အတွက်ကြောင့်ငွေဝင်မှုအတွက်ခက်ခဲဖြစ်လာနိုင်ပါတယ်ဒါကြောင့်မလို့အင်္ဂါသားသမီးတွေကပျော်ရွှင်မှု ရှိလာလေလေငွေကြေးကိစ္စကံနဲ့ကွင်းလင်းလာလေလေဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ပြအမြဲတမ်းကိုယ့်ရဲ့စိတ်မှာပျော်ရွှင်အောင်တက်ကြွအောင်နေထိုင်မှုအတွက်လို့ဆိုချင်တယ်ငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးကံကောင်းပါတယ်။နောက်တစ်ခုကတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ခန္ဓာပေါ့။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ခန္ဓာမှာဘာဖြစ်နေလဲဆိုတော့ကျမ်းမာရေးတော့နည်းနည်းအားနေတာတွေ့ရပါတယ်အင်္ဂါသတိနေ။ဘာအားနေတာလဲလို့ပြောမယ်ဆိုရင်ကျွန်တော်ဝမ်ဘိုက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဒုက္ခပေးတာမျိုးเนาะ အဲပြီးွားရင်ကျွန်တော်တို့ဒီတင်မာတို့เนาะအဲပြီးွားရင်ကိုယ့်ရဲ့အဆက်တွေမှာအဲဘလကောမလေအဖုဖိတ်ပေါက်တာမျိုးပေါ့ဥမာဂျိုင်းတို့เนาะပေါင်ကြားတို့အစားတစ်ဖြစ် goat တို့မှာအဖုဖိတ်ပေါက်တာမျိုးဒုံမို့အရာနာပေါက်တာမျိုးဒီလိုမျိုးတွေတွေ့ကြုံလာနိုင်တယ်ပြီးတော့အပူကန်တာအပူများတာဒီအချိန်မှာအမှန်တန်ဖြစ်ပါတယ်เนาะကိုယ့်ရဲ့ကန်တရားရာလည်းအပူကန်တာအပူများတာဖြစ်နေတယ် ရာဒီဥဒုရလည်းပေါ်နေတဲ့အစားအသောက်တွေကလည်းအပူစားတွေများနေတဲ့အတွက်ကြောင့်လို့မိတ်ဆွေအနေနဲ့နည်းနည်းလေးသတိထားဆင်ခြင်ပြီးစားတော့ဖို့တော့လိုအပ်ပါတယ်။နောက်တစ်ခုကတော့အခြေအကိစ္စပေါ့။အခြေအကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာတော့အင်္ဂါသားသမီးဒီအချိန်မှာယုံကြည်မှုတည်ဆောက်ဖို့အတွက်အမတန်ခက်ခဲနေတဲ့ကာလဖြစ်ပါတယ်။အဲကိုယ့်ဘက်ကဘလို့ပဲယုံကြည်မှုတည်ဆောက်တည်ဆောက်တစ်ဖက်သားကကိုယ့်ကိုထင်မြင်တဲ့အပေါ်မှာတန်လျာစိတ်တွေအစင်မပြေမှုတွေနဲ့ပဲတွေးခေါ်နေတဲ့အတွက်ကြောင့်မလို့အခြေအကိစ္စတွေမှာတော့အမှားရင်းတော့တိတ် မခံဘူးပေါ့နော်အမှန်တိုင်းပြောမယ်ဆိုရင်တော့ဒါကြောင့်မလို့ဒီ၅လပိုင်းတလတာမှာကျွန်တော်အင်္ဂါသားသမီးတွေဖြတ်ကျော်ရမယ်ခြေရေးကံမှာတော့အစင်မြေမှုအနေငယ်လေးအားနေနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြောကြားပေးခြင်းနဲ့အမှန်တိုင်းပြောရင်တော့ကိုယ့်ရဲ့ချစ်သူတက်ဆိုင်ကိုယ့်ရဲ့လုံပေါ်ကင်ပြတ်တဲ့ကိုယ့်ရဲ့တငယ်ချင်းတွေကိုအချိန်ပေးမှုပုံများနေတယ်ပေါ့နော်ဒါကြောင့်မလို့ချစ်သူဟာကိုယ့်ပေါ်တမျိုးမြင်တာမျိုးဒုံမဟုတ်အာတန်တရားရှိတာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ် အထူးတစ်ချက်ကတော့တကယ်ချင်းမိတ်ဆွေတဲ့မှာမိန်ကလေးရှိမယ်လို့ပေါ့ကံမဲ့တဲ့မှာမိန်ကလေးရှိမယ်ဒုံမုံကိုကမိန်ကလေးဆိုရင်ကိုရဲ့အော်ဘယ်လိုခေါ်မလဲယောက်ျားလေးနေနဲ့ပတ်သက်ဆက်ဆက်နေရတဲ့အလုပ်မျိုးယောက်ျားလေးတကယ်ချင်းမိတ်ဆွေမျိုးနေနဲ့ပတ်သက်ပြီးအထင်လွဲတာတွေတန်ရဝင်တာတွေအစပြိုးလာနိုင်ပါတယ်ဒါလေးကိုတော့နည်းနည်းလေးဂရုစိုက်ဖို့တော့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့အိမ်တော်ကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အိမ်တော်ကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ကိုရဲ့အိမ်မှာအဲ့တဲ့လာတာမျိုး တို့မို့စုံရသားချင်းတွေကိုကူညီပေးရတာမျိုးတွေကျွန်တော်တွေ့ကြုံလာတတ်တယ်ကို့မှာရှိသည့်ဖြစ်စေမရှိသည့်ဖြစ်စေသူများရဲ့အကူအညီသူများရဲ့အခက်အခဲကိုဖြည့်ဆည်းပေးရတာမျိုးတွေအဲကျွန်တော်တို့ဒီလိုချိန်ခါမျိုးမှာတွေ့ကြုံလာရနိုင်ရင်အာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကို့အပူထက်သူများအပူကိုပုံမို့ပြီးတော့ကူညီပေးရတဲ့အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်ပါတယ်ဥပမာကိုကအိမ်တော်ဦးစီးဆိုရင်လည်းကို့ရဲ့မိန်းမဘက်ကဆွေမျိုးအာကို့ရဲ့ဆွေမျိုးအာကို့ရဲ့မိတ်ဆွေတင်ကာတော့ ကိုယ်မှာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမဖြစ်မနေတို့ကိုကူညီပေးရမယ့်အနေထားဆောက်ရှောက်ပေးရမယ့်အနေထားပြောဆိုရမယ့်အနေထားတွေကျွန်တော်တို့ကြုံတွေ့လာနိုင်တဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့အပြင်မှာအာဘလောက်ပဲပြုံးနေစေအထဲမှာအဆင်မပြေမှုတွေအာကျွန်တော်တို့နာကျင်မှုတွေနဲ့ဒူးအိမ်တော်ကြီးကဖြတ်တန်းနေရတဲ့အများမြင်မှာတော့အဆင်ပြေတယ်ပေါ့လက်တွေ့ကိုယ့်အနေထားမှာတော့အဆင်မပြေမှုတွေများစွာနဲ့ကြုံတွေ့နေရတတ်တယ်။ဒါကြောင့်မလို့ကိုယ်အဆင်မပြေတာကိုတို့မသိဘူးတို့ ိုကိုညီပေးရတယ်ကိုအဆင်ပြေတယ်လို့ပဲသူတို့ထင်တယ်ပြောချင်တာတော့ဗျာအများမြင်မှာအဆင်ပြေပေမဲ့ကိုရင်ထဲမှာအဆင်မပြေတဲ့အပိုင်းချောက်ဖြတ်တန်းနေရနာမည်ကြီးထမင်းငတ်ဆုတ်တယ်လို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေဖြစ်ပေါ်နေတတ်တယ်ဒါကလည်းကိုအတိုင်းကိုထွာနေပေါ့ဗျာနော်ကိုကိုညီပေးနိုင်တလောက်ပေါ့နော်အဲ့လိုမျိုးတော့ကိုညီပေးရတတ်ပါတယ်ဒါကြောင့်မလို့ပြောချင်တာက ။ဘာဖြစ်နေလဲလို့ပြောမယ်ဆိုရင်ကို့အရေးတက်ကို့မိသားစုအရေးတက်တခြားလူအရေးတွေကိုကျွန်တော်တို့ကူညီပေးရတာမျိုးဖြည့်ရှင်းပေးရတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတဲ့တကယ်လို့ကို့မဖြည့်ရှင်းပေးနိုင်ဘူးဆိုရင်တော့ခဏပြောမကူညီပေးဘူးမဖြည့်ရှင်းနိုင်ဘူးဆိုရင်တော့အဲ့တစ်ဖက်လူကကို့တမျိုးမြင်တာတွေပြောဆိုတာတွေရောခံရကောင်းခံရတာပေါ့နော်။ကူညီပေးလိုက်ရင်တော့ဘာမှမဖြစ်ဘူး။မကူညီပေးလိုက်ဘူးဆိုရင်တော့အပြစ်တင်တာအပြစ်မြင်တာစသဖြင့်ဒီလိုမျိုးတွေတော့ကျွန်တော်တွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ အဲ့တော့ဒီကိစ္စအရင်ကပတ်သက်ပြီးပြောချင်တာကိုယ့်အပူကိုယ်တာသိပေါ့နော်တချို့လူတွေကကိုယ်အရန်တာရတဲ့အရန်အဆင်ပြေတယ်ထင်တယ်ဒါပေမဲ့ကိုယ်အဆင်မပြေတာတွေတို့သိမှာမဟုတ်မြင်မှာမဟုတ်တို့ဖြစ်ချင်တာတို့လောက်ချင်တာပဲတို့ပြောတယ်အဲ့ဒါကလေကိုယ့်အိမ်တော်ဘက်လည်းဖြစ်နိုင်တယ်ကိုယ့်သားသမီးလည်းဖြစ်နိုင်တယ်ကိုယ့်ဆွေမျိုးသူ့ဆွေမျိုးလည်းဖြစ်နိုင်တယ်နော်အဲ့လိုတို့လိုချင်တာတို့ဖြစ်ချင်တာပဲတစွတ်တွေပြောတဲ့လူတွေတွေ့ကြုံနေရတဲ့အတွက်ကြောင့်မလို့ကိုယ်ချစ်တဲ့လူဆိုပုံမှန်ပြီးတော့လာချင်ရတာပေါ့ အဲ့တော့နောက်တစ်ချက်ကတော့ကျွန်တော်တို့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီလိုကာလမျိုးမှာအမှန်တမ်းပြောမယ်ဆိုတော့အလုပ်ပြောင်းမယ်အလုပ်လျှောက်မယ်နောက်ထပ်အလုပ်တစ်ခုချိန်မယ်ဆိုတော့အတွေးကောအကြံစီတွေတော့ခဏလေးရက်ဆိုင်တင်ပါတယ်ငားလာပိုင်းမှာဘာလဲဆိုတော့အပြောင်းရွှေ့မှားတာတွေဒီကနေအလုပ်ထပ်ပြီးနောက်အလုပ်တစ်ခုပြောင်းလိုက်ကမှနောက်အလုပ်တစ်ခုကနေစင်အဲဒီထက်ပိုဆိုးတာတွေဒီထက်အဆင်မပြေတာလာစားတော့များကောင်းများသွားလိမ့်မယ်ဗျာကျွန်တော်ပြောချင်တဲ့တည်းရဲ့ဒါပေမဲ့အလုပ်ရဲ့ပြင်ပန်းမှုစိတ်ဖိစီးမှုတန်တယ် အရင်များတဲ့အလုပ်တစ်ခုကိုရရှိသွားနိုင်ပါတယ်ဒါကြောင့်လို့လက်ရှိလုပ်နေတဲ့အလုပ်ကမကောင်ဘူးဆိုရင်တော့မှ၅လပိုင်းကြောင်မှပဲပြောင်းဖို့ပြုဖို့တော့ကိုစဉ်းစားပါလို့ပြောချင်တယ်အလုတ်ရှောက်ဖို့နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေအတွက်ကတော့ဒီလိုချိန်နေမှာအလုတ်ရှောက်ဖို့အတွက်ခက်ခဲတဲ့ကာလတင်းလဲတွဲတာပေါ့နော်ဘွားအင်တာဗျူးတောက်ဖြေလိုက်မရလိုက်နောက်ထပ်အတစ်ခုအင်တာဗျူးတောက်ဖြေလိုက်မရလိုက်ဖြစ်တယ်ဒါကြောင့်မို့လုပ်ငန်းဝင်မှာဝန်ထမ်းတွေအနေနဲ့ stable ဖြစ်အောင်နေထိုင်ဖို့အတွက်တော့လိုအပ်ပါတယ်တကယ်လို့အလုတ်ထွက်သွားတယ်အလုတ်ပြုတ်သွားတယ် အလုံးမရှိဘူးဆိုအလုံးရှာဖို့အတွက်ခက်ခဲနေတဲ့ကာလအပိုင်းခြားတစ်ခုအဲရချင်ရသွားနိုင်မယ်အလုံးကဒါပေမဲ့ကိုယ်စိတ်နဲ့ထပ်တူကြတဲ့အလုံးမျိုးမဖြစ်ပဲနဲ့ကိုမလုံးချင်တဲ့လို့ကိုမလုံးချင်တဲ့ position ကိုမလုံးချင်တဲ့ယာသူမှာဝင်ပြီးတော့လှုပ်ဆောင်ရတာမျိုးတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာနိုင်ပါတယ်။နောက်တစ်ခုကတော့ပညာရေးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ဒီလိုအချိန်ကြီးပိုင်းခြားမျိုးမှာပညာရေးဟာမိတ်ဆက်အပေါင်းအသင်းနောက်ကိုလိုက်ပြီးတော့အတက်ကျဖြစ်တတ်ပါတယ်။ဆိုတော့ကို ပညာရေးနဲ့ပတ်သက်ပြီးအားပေးတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပေါင်းမိပြီးဆိုပညာရေးနဲ့ပတ်သက်ပြီးအဆင်ပြေတယ်။အပညာရေးကိုဦးစားမပေးတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပေါင်းသင်းမိပြီးဆိုကိုကပါအဲပညာရေးကိုစိတ်မပါလို့ဖြစ်သွားတတ်ပါတယ်။ဒါကြောင့်မို့ပညာရေးကကိုပေါင်းနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့တော်တော်ကြီးနင်းနင်းဆက်ဆက်တိုက်ဆိုင်နေလို့ဖြစ်တတ်ပါတယ်။ဆိုတော့စာပေစူးစမ်းနေတဲ့လူတွေပေါင်းမိပြီးဆိုကိုပါရောရောင်ပြီးစာပေစူးစမ်းမိတယ်။အပြော်ပါမတဲ့လူတွေနဲ့ပေါင်းပြီးတော့အဲ့အပြော်ပါမတဲ့လူတွေနဲ့ပေါင်းပြီးတော့စာပေမကြိုးစားမိလို့ဖြစ်တတ်ပါတယ်။ဒါကြောင့်အပေါင်းနှောက်ကိုလိုက်ပြီးတော့ ပညာရေးနဲ့ပတ်သက်ပြီးအတက်ကြအနိုင်မြင့်တွေဖြစ်ပေါ်လာတတ်တဲ့အတွက်ကြောင့်ပညာရေးနဲ့ပတ်သက်ပြီးအောင်မြင်တဲ့ဆိုရင်ကိုယ့်ရဲ့အပေါင်းအသင်းတွေရွေးချယ်ပေါင်းသင်းဖို့အတွက်လိုအပ်ပါတယ်။နောက်တစ်ခုကတော့နိုင်ငံသားနဲ့ပတ်သက်တဲ့ကံအထောက်ပံ့ဒီ၅လပိုင်းမှာအင်္ဂါသားသမီးတွေအတွက်ကံအားနည်းနေတဲ့အချိန်ကြီးပိုင်းခြားလို့ပဲပြောရှင်ပါတယ်။ထွက်ကန်ဒီလူတွေတော်မှဒီအချိန်မှာဘာမှမဟုတ်တဲ့အကြောင်းအရာနဲ့နောက်ဆော့ရတာမျိုးရှေ့တူရတာမျိုးလိမ်မြလက်မှတ်ကိစ္စဗီဇာကိစ္စတခြားတော့အကြောင်းအရာကိစ္စတစ်ခုခုဒီကြောင် ထွက်ဖို့အတွက်ကြံ့ကြာတာမျိုးတွေနှောက်နေတာမျိုးတွေဒီလိုအချိန်ကြီးမျိုးမှာတွဲကြုံလာတတ်တယ်ကိုယ့်ရဲ့နိုင်ငံသားသွားဖို့ကံရလဲကိုကုတ်ကိုအားမလို့အားမရမှုတွေဖြစ်ပေါ်တတ်တယ်တခါလေကြာရင်ဘလောက်တွေစိတ်ကူးလဲမသွားပဲဒီမှာပဲနေလိုက်ရင်ကောင်းမလားအတခြားတဲ့နိုင်ငံပဲပြောင်းလို့သွားရင်ကောင်းမလားဆိုတဲ့စိတ်တောင်ပေါ်လာတဲ့အထိကိစ္စပြဿနာတွေကတိုက်ဆိုင်မှုတစ်ခုမှတစ်ခုဖြစ်ပေါ်လာတတ်ပါတယ်ဒါတော့အင်္ဂါသားသမီးတွေ၅လပိုင်းမှာတွဲကြုံလာမယ်ခဏကျွန်တော်ဟောခဲ့တဲ့အချက်အချက် ရှစ်ချက်ထဲမှာရှိတဲ့ကိုယ့်ရဲ့ကံအစိုးကောင်းမျိုးသုံးသပ်ပြီးဟောပေးခြင်းဖြစ်ပါတယ်။ဒီထဲမှာမိဆွေတို့ရှောင်းရံနေပါတယ်ဆောင်းရံနေပါတယ်ကောင်းတာပါတယ်ဆိုးတာပါတယ်အဲ့ဒါတွေကိုချင်းချင်းသုံးသပ်ပြီးတော့ငားလာပိုင်းမှာအကောင်းဆုံးမိတ်ဆွေတို့ဘွားခင်းရှောက်လန်းတိုင်ပါစေလို့ဆုမကောင်းတောင်းနေတယ်ပဲကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲရန်နာခွင့်ပြုပါနောက်ရက်ဒီမှာဗောဓဟူသာသမီရာဟူသာသမီတွေဆက်လက်ပြီးတော့တင်သွားပေးပါမယ်ခင်ဗျာ